တော့ computer power clone နှိပ်လိုက်တာ ਨੇ အာဂျာမာလိုရတဲ့အဆင့်တွေရှိတယ်။အဲ့ဒီအဆင့်တွေကို boot process လို့ခေါ်တယ်။ဒါကျွန်တော်တို့ရှေ့မှလေ့လာခဲ့ပြီ။အဲ့ boot process မှာပရမအောင်ဆုံးလိုရတဲ့အဆင့်ဟာ power on setup ပါ။ သူ့ကိုသူစစ်ဆေးတဲ့အလုပ်ပေါ့ကျွန်တော် ပေါ်ကလုံးနှိမ့်လိုက်တဲ့အာကွန်ပျူတာကသူ့ရဲ့ essential components တွေကိုပြန်စစ်တယ်ပေါ့ CPU ရှိလား RAM ရှိလားစတင်ပြပေါ့နော်အာရှိတယ်ဆိုမှကွန်ပျူတာကြီးကိုဆက်ဆက်နိုးပြီးတော့ channel စင်တွေဆက်လုပ်တယ်အဲ့တော့ channel စင်တွေဆက်လုပ်ဖို့အတွက်လိုအပ်တဲ့ hardware တွေလုံလောက်တဲ့ hardware တွေရှိလားကောင်းနေလားဆိုစစ်တဲ့ program က firmware ထဲမှာပါတယ်အဲ့တော့ power on step test ဆိုတဲ့ program က firmware ထဲမှာပါတယ် power on step test ပြီးသွားပြီဆိုရင်လည်းအဲနောက်ထပ်ဆက်လုပ်မယ့်အဆင့်တွေကလည်း firmware ကနေပဲဆက်ပြီးတော့လုပ်ပါတယ်အဲ့ ပူလုတာကနေအာပတ်ဘူးရှိတဲ့ partition တွေကိုအာဒီ window ရှိတဲ့ partition ကိုရှားမယ် window file ကိုအာ memory ပေါ်မှာခေါ်တင်တယ်ဒီလုတဲ့အဆင့်နေအကုန်လုံးက firmware ဆိုတဲ့ program ကနေအလုပ်လုပ်ပါတယ်ဒါကြောင့်မို့ကျွန်တော်က window မတက်တော့ window error တက်လာတယ်ဆိုရင်ဒီ firmware ဆိုတဲ့အကြောင်းကမတိလို့မရအောင် firmware မှာ setting တွေလွဲနေတာလားချိန်ထားတဲ့ configuration တွေကမှားနေတာလားအာစသည်ဖြင့်ပေါ့နော်ဒီ challenge လေးကိုကျွန်တော်တို့သွားဆက်ပေးရတယ်ဒီလိုစစ်ဆေးဖို့အတွက် firmware ဖောင်းဝဲရဲ့အလုံးလုံးတဲ့ပုံစံဖောင်းဝဲကဘာအတွက်လှုပ်လှုပ်တယ်လဲဖောင်းဝဲမျိုးစားပါရရှိလဲဒါလေးတွေကျွန်တော်တို့လေ့လာကြည့်အောင်ပါပုံမှန် user အနေနဲ့က power clone နှိပ်လိုက်တယ်ခဏဆောင်းလိုက်ရင် window တက်လာတယ်ပြီးရင်ကိုသုံးကျင်တဲ့ဒီ Microsoft Word ဒီ Excel ဒီ PowerPoint ဒီဒါတွေဖွင့်ပြီးတော့သုံးတယ်ဆိုတဲ့အတွက် ဖောင်းဝဲဆိုတာတည်လဲမတည်ဘူး ဟိုရှိနေမှန်းလဲတိမာမဟုတ်ပုံမှန်တာမှန်သုံးလဲယူစားနေနေပေါ့နော်ဆိုတော့အခုပြောမဲ့အကြောင်းအရာလေးကနည်းနည်းရှုပ်ကောင်းရှုပ်လိမ့်မယ်အားလုံးနဲ့နည်းနည်းစိတ်ကောင်းစိတ်လိမ့်မယ် ပုံမှန်တုံးနေတဲ့ user တယောက်ဆိုရင်ပေါ့နော်အဲဒီကိုကအရင် firmware window တင်တာတွေဒီ installation လုပ်တာတွေ select တွေဝင်ကြည့်တာတွေဒါတွေလုပ်ဘူးတယ်ဆိုတော့ firmware ကအာနားလဲ firmware နဲ့ရင်းနှီးကောင်းရင်းနှီးလိမ့်မယ်ဒါပေမဲ့အများစုက firmware ဆိုတာ ਨੇ တော်တော်ကြီးစိမ့်နေပါလိမ့်မယ်ဆိုတော့အတွက်ဒီနေ့အကြောင်းအရာကအရေးကြီးပါတယ်အာနည်းနည်းစိမ့်ကောင်းစိမ့်နိုင်တာဖြစ်တဲ့အတွက်နည်းနည်းလေးစူးစမ်းပြီးတော့ ိုလိုင်းလေးလာပေးပါဘာလို့ဆိုရင်ကျွန်တော်ဒီ installation လုပ်တာတွေ software window တင်တာတွေဒါတွေအားလုံးရဲ့အတက်က firmware မှာဖြစ်တဲ့အတွက်ပါအဲ့တော့ window တင်တဲ့အခါမှာကျွန်တော်တို့ java မှာ error တွေတက်တယ်အဲ့ဒီ error တွေဖြေရှင်းနိုင်ဖို့အတွက်ဒီ firmware ရဲ့အလုပ်လုပ်ပုံကိုတေချာလေးနားလည်ထားဖို့လိုတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်မှတ်ပြီး install လုပ်တယ်မှတ်ထားတာနဲ့လွဲသွားရင်ပြင် install မလုပ်တတ်တော့ဘူး error မတက်ရင်မဖြေရှင်းတတ်တော့ဘူးဆိုတာဖြစ်သွားမှာဆိုတော့အတွက်အာကျွန်တော်ဒီဒီ java လေးကအရေးကြီးတယ်ဆိုတာလေးကိုပြောပြတာပါโอเคအဲ့တော့စာပြီးကြည့်ကြအောင်ပါ firmware ဆိုတာဘာလဲဆိုရင် firmware ဆိုတာ program တစ်ခုပါဘလို program လဲဆိုရင် motherboard ပေါ်မှာရှိတဲ့ root device ထဲမှာတခါတည်းထည့်ပေးထားတဲ့ program တစ်ခုပါဘသူအထည့်ပေးလဲဆိုရင် motherboard ထုတ်တဲ့ကံမီယာတခါတည်းစိတ်ရောတခါတည်းထည့်ပေးလိုက်ရတယ်အဲပုံမှန်အဖြစ် program ဆိုရင် user ထည့်တယ် user မထည့်ဘူးဆိုရင် ကျွန်တော်တို့ဥမာအာ Windows တွေတင် software installation လုပ်ပေးတဲ့ဒီ service technician ကထည့်ပေးရတယ်။သူတို့ computer ဆိုင်ကထည့်ပေးရတယ်ပေါ့နော်။အာ computer ကျွန်တော်တို့ computer တွေမှာရှိတဲ့ software တွေ program တွေအကုန်လုံးကကျွန်တော်တို့ကိုယ်တိုင်ထည့်ရတယ်မထည့်ဘူးဆိုရင် service လုပ်ပေးတဲ့ technician ကထည့်ပေးတယ်။အဲဒါပေမဲ့ firmware ကကျတော့အဲ့လိုမဟုတ်ဘူး။ firmware ကကျတော့ computer motherboard ထုတ်တဲ့အဲ company ကနေတခါတည်းထည့်ပေးလိုက်ရတယ်။ဘာဘာကြောင့်လဲဆိုရင် အာကျွန်တော်ဒီမှာမာသာဘုတ်မာသာဘုတ်တစ်ခုကိုကြည့်မယ်ပေါ့နော်မာသာဘုတ်တစ်ချက်ကြည့်မယ်ဆိုရင်မာသာဘုတ်ထုတ်တဲ့ company ကအာဒီ CPU slot socket တွေအေးပါတယ် memory slot တွေအာဒီ storage device တွေတက်ဖို့အတွက် port တွေပေါ့နော် SATA port တွေထားပြီးတက်ထားတယ်အာအလွတ်တွေပဲဘာမှမထည့်ထားဘူး CPU ကလည်းကိုတက်ချင်တဲ့ CPU မျိုးစားလာတက်မယ် memory ကလည်း အဲကိုတက်ချင်သလားနှစ်ချောင်းတက်မလားလေးချောင်းတက်မလားတိုက်သလောက်တက်မယ်အဲ PCI slot ဒီမှာဆိုလဲ graphic card ဆိုင်မလား network card ဆိုင်မလားစသည်ဖြင့်ပေါ့နော် headache ဆိုလဲ headache တစ်လုံးတက်မလားနှစ်လုံးတက်မလား user ကကြိုက်တယ်လို့တက်စင်မှာ အဲ့တော့ Jai Slow တက်ဆင်မယ်ကြိုက်တဲ့အမျိုးအစားတွေလာတက်မှာဖြစ်တဲ့အတွက်အဲ့ဒီတက်ဆင်ထားတဲ့ device တွေ components တွေအချင်းချင်းအလုပ်လုပ်ဖို့အတွက်တွဲပြီးအလုပ်လုပ်ဖို့အတွက် driver program တွေလိုတယ်အဲ့ driver program တွေကနောက်မှထည့်လို့မရဘူး motherboard ထုတ်တဲ့ company ကဒီ motherboard ပေါ်မှာတစ်ခါတည်းထည့်ပေးရပါတယ်အဲ့တော့ဘယ်ထဲမှာထည့်လဲဆိုတော့ motherboard ပေါ်မှာ ROM device တွေ memory chipset တွေတခုပါမယ်အဲ့ဒီ memory chipset တွေရဲ့မှာတစ်ခါတည်းထည့်ပေးလိုက်ရတယ်ဘာအတွက်လဲဆိုရင် ကွန်ပျူတာပေါ်ကလုန်းနှိပ်လိုက်တယ်ဆိုတာနဲ့ဒီမာသာပုတ်ပုံမှာရှိတဲ့ essential device တွေဟာသူတို့အချင်းချင်းအကုန်လုံးပေါင်းပြီးတော့အလုပ်လုပ်နိုင်ဖို့အတွက်ပါအဲ့တော့ကျွန်တော်ရှင်းမှာပြောခဲ့ဘူးတယ်အာကွန်ပျူတာကအာ၃မယူဇာအလုပ်လုပ်မှာ operating system တကယ်ခိုင်းမှာအခိုင်းမှာ operating system နောက်ကွယ်အလုပ်လုပ်ပြီးမှာ hardware တွေအဲ့ဒီ hardware တွေနဲ့ OS နဲ့ချိတ်အလုပ်လုပ်ဖို့အတွက်ဆို driver ဆိုတဲ့ program လိုတယ်လို့ပြပြခဲ့တယ်အဲ့တော့ driver ဆိုတဲ့ program က ဝင်းနိုးတက်ပြီးနောက်ပိုင်းမှာအလုံးလုံးရတဲ့အသုံးပြရတဲ့ဒီ half ပစ္စည်းတွေရဲ့ driver ကဝင်းနိုးတင်ပြီးတော့မှပဲထည့်ပေးရတယ်တုံးရတယ်ဥမာ printer ဆိုရင်ကျွန်တော်က window တက်ပြီးမှ printer installation လုပ်ရတယ် printer တုံးရတယ်အဲဒါမဲ့ကျွန်တော်က headset ရဲ့ driver တို့ပြီးရင်ဒီ memory နဲ့ memory ရဲ့ driver တို့ကကျတော့ window တက်ပြီးမှသွားထည့်လို့မရဘူးလေအဲ့တော့ဘယ်သူကထည့်ပေးရလဲဆိုရင် motherboard ထုတ်တဲ့ company က motherboard ပေါ်မှာ တခါတည်းအဲ့ဒီ essential device တွေရဲ့ driver ကို memory chipset တစ်ခုထဲမှာထည့်ပေးလိုက်တယ်အဲ့တော့ဘယ်ထဲမှာထည့်လဲဆိုရင် firmware ဆိုတဲ့ထဲမှာ firmware ဆိုတဲ့ program ထဲမှာထည့်ပေးရတယ်ဆိုတော့ firmware ထဲမှာ nomadic နေနဲ့ essential components တွေရဲ့ driver တွေပါတယ် number 1နေနဲ့အဲ့ဒီ essential components တွေနဲ့ပတ်သက်တဲ့ setting တွေ configuration တွေချိန်လို့ရတဲ့ setup utility ဆိုတဲ့ program ပါတယ် setting တွေချိန်လို့ရတဲ့ software program ပါတယ်ပေါ့ဘယ်လိုလဲဆိုရင် ကျွန်တော်ကွန်ပျူတာမှာအာဒီမှာဒီ story device လို့ခေါ်တဲ့ headache တက်လို့ရတဲ့ slot ကအခုဒီမှာဆို6ခုပါတယ်ဆိုတော့6ခုပါတယ်ဆိုရင်ကျွန်တော်က headache က6လုံးလုံးတက်မှာမဟုတ်ဘူးလေတစ်လုံးတက်ချင်တဲ့သူကတက်မယ်နှစ်လုံးတက်ချင်တဲ့သူကတက်မယ်အဲ့တော့ headache 1ရှိမယ် headache 2ရှိမယ်3လုံးတက်မယ်ဆိုတော့ headache 3ရှိမယ် window တင်နေတဲ့ hat tip ထဲမှာကျွန်တော်ကတင်မယ်လေ1ထဲမှာ window ထည့်ရင်ထည့်မယ်2ထဲမှာထည့်ရင်ထည့်မယ်3ထဲထည့်ရင်ထည့်မယ်ကြိုက်တဲ့ထဲမှာထည့်မှာဖြစ်တဲ့အတွက်ကို computer ကိုရဲ့ motherboard ပေါ်မှာ hat tip ဘယ်နှလုံးတက်ထားလဲဘယ် hat tip ထဲမှာ window တင်ထားလဲဆိုတော့ computer ကြီးကသိမှာမဟုတ်အဲ့တော့သိဖို့အတွက်အဲဘယ် hat tip ထဲမှာ window ထည့်ထားတယ် hat tip ကဘယ်နှလုံးတက်ထားတယ်ဘယ်လုံးကိုတော့သုံးမယ်ဘယ်လုံးတွေတော့ disable လုပ်ထားမယ်စားတဲ့ setting တွေကိုချိန်ဖို့အတွက် program လိုတယ်အဲ့ဒီ program က firmware ထဲမှာပါတယ် ဆိုတော့ကျွန်တော်က window installation နဲ့မလုပ်ခင်မှာ behaded ထဲမှာ window တင်မယ် window စတက်တာနဲ့ book loader file ကို book loader program ကိုအာဘယ် partition နဲ့မှာသွားရှာပါဆိုတော့ဒီဒီ setting ညညာချက်တွေကအာ firmware ထဲမှာသွားပြီးတော့ပြင်ဆင်ပေးရတယ် ဆိုတော့ firmware ထဲမှာ essential device တွေရဲ့ driver တွေ program တွေပါတယ်အာပြီးရင်ကျွန်တော်တို့ခုနကတော့ပေါ့နော် CPU ပါတက်ထားတယ် RAM ဘယ်နှချောင်းစိုက်ထားတယ် RAM တွေရဲ့အာ timing တွေကဘယ်လိုပုံစံမျိုးအလုပ်လုပ်တယ်အဲပြီးရင်ဒီ hard disk တွေအားဘာတွေဘယ်လိုပုံစံမျိုးချိတ်ဆက်ထားတယ်ဘယ် hard disk တွေကိုတော့ဖြန့်ထားမယ်ပိတ်ထားမယ် USB port တွေကိုတော့ဟိုဘယ်ဟာအလုပ်လုပ်မယ်မလုပ်ဘူးစသည်ဖြင့်ပေါ့နော်ဒီလို setting တွေချိန်လို့ရတဲ့ configuration တွေပြင်ဆင်လို့ရတဲ့ ဆက်တဲ့ utility ဆိုတဲ့ program ပါတယ် firmware ထဲမှာပါတာကိုပြပြတာเนาะပြီးသွားရင်အာနောက်တစ်ခုက security feature တွေပါတယ်ပေါ့เนาะဟိုကျွန်တော်တို့ဒီဟို computer စာဖွင့်တာနဲ့ဒီ book ပေါင်း subject လောက်ရတယ် book လောက်တာရှာတယ် book လောက်တာနေပြီးတော့ window file ကိုတွားခေါ်မယ်အဲ့တော့ book window file တွားခေါ်တဲ့အခါမှာအာအဲ့ book လောက်တာစ run ကလေးက virus တွေပါနေရယ်ဆိုရင် computer က window တော့မတက်သေးဘူး virus က စ run နေပြီဆိုရင် window တက်ပြီးနောက်ပိုင်းမှာလုံးလုံးမဲ့ antivirus ကလည်းအလုံးလုံးနိုင်မှာမဟုတ်ဘူးလေအဲအဲ့အတွက်အဲ့ boot လုပ်တာခေါ်တဲ့ချိန်မှာပဲအဲဒီ security feature တွေ security လုံခြုံရေးစနစ်တွေနဲ့ကာဝယ်ဖို့အတွက်အာလုံခြုံရေး program တွေကဒီ firmware ထဲမှာတခါရဲပါတယ်ဆိုတော့ firmware ထဲမှာဒီ program လေးတွေပါတယ်နံပါတ်1 power on setup ဆိုတဲ့ program ပါတယ် power power on setup ဆိုတဲ့ program က power ခလုံးနှိပ်လိုက်တာနဲ့စပြီးတော့အလုပ်လုပ်တယ်ပြီးတော့ရင် book order တွေ cpu setting တွေ memory timing တွေ hardware configuration တွေအလုပ်လုပ်ဖို့အတွက် setting တွေပြင်ဆင် ချိန်ဖို့အတွက် setup utility ဆိုတဲ့ program ပါတယ်ဘယ်ထဲမှာလဲဆိုရင်ဒီ firmware ထဲမှာပါတယ်ပြီးသွားရင် essential components တွေ driver တွေ cpu ram storage တွေ usb တွေသူတို့တွေချိတ်ဆက်ပြီးအလုပ်လုပ်နိုင်ဖို့အတွက် cpu က ram တို့ storage တို့ usb တို့ဒါတွေနဲ့ချိတ်ဆက်အလုပ်လုပ်နိုင်ဖို့အတွက်သူတို့ ਨੇ ချိတ်ဆက်တဲ့ driver program တွေပါတယ်အဲ့ချိတ်ဆက်တဲ့ driver program တွေက hardware ထဲမှာမဟုတ် BIOS program ကဟာတိမပါလေသူကအလုံးလုံးနိုင်တယ်အဲ့လိုအလုံးလုံးနိုင်ဖို့အတွက်သူတို့တွေကချိတ်ဆက်အလုံးလုံးဖို့အတွက်ချိတ်ဆက်တဲ့ driver program ကဘယ်ထက်ကနေတွားယူလဲဆိုတော့ motherboard ပေါ်မှာရှိတယ်အဲဒီ firmware ဆိုတဲ့ program တွေကနေတွားပြီးတော့ရှာပါတယ်အဲ့တော့ driver program ပါတယ် security feature တွေပါတယ်အဲ့တော့ firmware ထဲမှာပါတယ် computer မှာပါတယ် firmware ကဘာအတွက်လဲဆိုရင်ဒီ program တွေအလုပ်လုပ်ဖို့အတွက်ပါပေါင်း subtitle အလုပ်လုပ်မယ် boot order တွေချိန်ဖို့အတွက် setting တွေ configuration တွေပြင်ဖို့အတွက် essential components တွေချိတ်ဆက်ပြီးအလုပ်လုပ်ဖို့အတွက် driver ပြီးရင် security feature တွေ boot order boot လုပ်တဲ့အချိန်မှာ virus တွေအာ window မဟုတ်တဲ့အဲ file တွေကို ဟို window memory ပေါ်မှာ call မတင်ဘူးပေါ့နော် call မတင်မှုအတွက် security feature တွေလုပ်လို့ဖို့အတွက်အဓိက main အနေနဲ့ဒီဒီအလုပ်၄ခုလုပ်ဖို့အတွက်အသုံးပြုပါတယ်အဲ့ဒီအလုပ်၄ခုကဘယ်ချိန်မှာလုပ်လို့လဲဆိုရင် power close စနိုင်တဲ့အချိန်မှာ အလုပ်လုပ်ပါတယ် window တက်တဲ့အဆင့်ဒီမရောက်ခင်မှာဂျားမှာဒီအဆင့်တွေအကုန်လုံးအလုပ်လုပ်ပါတယ်ဆိုရက်အတွက်သူတို့ဒီအရေးကြီးပါတယ်အဲ့တော့ computer မှာ firmware လို့ပြောလိုက်တာ ਨੇ အာ firmware လို့လည်းပြောခြင်းပြောမယ် တချို့ကျတော့ BIOS လို့လည်းပြောမယ်အဲ့တော့ BIOS လို့ပြောတာဘာလို့လဲဆိုရင် firmware ကွန်ပျူတာမှာ firmware အမျိုးအစားနှစ်ခုရှိတယ်ဟိုးအရင်တော့အသုံးတဲ့ legacy BIOS ရယ်ခုနောက်ပိုင်း UEFI mode BIOS ရယ်ပေါ့ US UEFI firmware အဲ့တော့ဒါကနောက်ပိုင်းသုံးတဲ့ update firmware version မှာအာ legacy bios ကတော့ဟိုအရင်တော့အသုံးတယ်အဲ့တော့ဟိုအရင်တော့ကတော့ bios ပဲရှိတာဖြစ်တဲ့အတွက် firmware လို့ပြော firmware အစား bios လို့ပဲပြောကြတယ်အဲ့တော့ bios လို့ပြောရဲဆိုလဲ firmware ကိုပြောရဲ uir file လို့ပြောရဲဆိုလဲ firmware လို့ပြောရဲဆိုတော့ကိုကနားလည်ရမယ်နော်အဲ့တော့ဘာလို့ firmware ဆိုတာကို program တစ်ခုပါဘာလို့ program လို့မခေါ်လဲဆိုရင် तू က motherboard ပေါ်မှာရှိတဲ့ ROM device တဲမှာ memory chip တဲမှာအာစိတ်ရောတခါတည်းအလွယ်တကူပြင်ပြင်လို့ဖြတ်လို့မရအောင်ထည့်ထားတဲ့ program ဖြစ်တဲ့အတွက်သူ့ကို program လို့မခေါ်တော့ဘဲနဲ့ firmware လို့ခေါ်ပါတယ်အဲ့တော့ကျွန်တော်ဖုန်းတွေမှာဆိုလဲအတူတူပါပဲအဲ smartphone တွေမှာဆိုရင်အာ firmware တွေပြန်တင်နေလို့ firmware ပြန်ရေးရရေးရတယ်လို့ပြောတယ်လीဒီ android operating system ကိုဟိုဖုန်းထဲမှာရှိတဲ့ဒီ root device ထဲမှာအာတခါတည်းစိတ်ရောတခါတည်းထည့်ပေးလိုက်တယ် user ထပ်ထည့်စရာမလိုပြင်ဆင်နေတယ်ဆိုတာပြအဲ့ဒါဖြစ်လို့ပြန်ရေးချင်တယ်ဆိုတာပြန်ရေးပေါ့နော်ဟိုတခါတည်းကိုယ်တိုင်ထည့်စရာမလိုပဲနဲ့စိတ်ရောတခါတည်းထည့်ပေးလိုက်တယ်အဲ့တော့သူ့ကို ဟို program လို့မခေါ်တော့ဘဲနဲ့ firmware လို့ခေါ်တယ်ပေါ့နော်အကျွန်တော် computer မှာကျွန်တော် firmware မျိုးစားနှစ်ခုရှိမယ် legacy bios နဲ့ uea file နဲ့ပါအဲ့တော့နောက်ပိုင်း bios လို့လည်းပြောရင်ပြောမယ် firmware လို့လည်းပြောရင်ပြောမယ် uea file လို့လည်းပြောရင်ပြောမယ်ဟိုဘယ်လိုပြောပြောဒါဝဲပြောရဲဆိုတာနားလေရ bios ထဲမှာဆိုလေ bios ဆိုတာအာဘေးစွင့်ပေါ့အပိုစနစ်ကိုပြောတယ်ဟုတ်အရင်တော့အသုံးတဲ့ firmware version ပေါ့အရင်တော့ bios တမျိုးတည်းရှိတာဖြစ်တဲ့အတွက် အထွေထူးပြီးတော့ဖန်ဝဲလို့မပြောဘူး buy house လို့ပဲပြောတယ်